ကိုခန္ဓာလေးချိန်ထင်းထင်းချင်းအတွက်အကောင်းဆုံးသောထောပတ်သည်ထောပတ်သည်မှာအဆီဒက်တွေပါဝင်ပေမဲ့လည်းမိုနိုမပြည့်ဝစီဖြစ်တဲ့အပြင်ကိုလက်စထရောမပါဝင်တဲ့အတွက်ခန္ဓာကိုယ်ဝဖြိုးမှုကို မဖြစ်စေနိုင်ပါဘူးခန္ဓာကိုယ်ရဲ့အလေးချိန်ကိုပင်ထိန်းနှိပ်ပေးနိုင်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်အလှပါနဲ့အချိုးအစားကိုလည်းထိမ့်သိမ့်ထားပေးပါတယ်။မိုနိုမပြည့်ဝစီမှာ ကျန်းမာရေးနှလုံးကျန်းမာရေးကိုညှိညွတ်စေပြီး အစီတို့ပုံမှုပဲဖြန့်စေနိုင်ပါတယ်။အသားရည်အတွက်အဆိုတက်ပြည့်ဝစေရန်ဆန်းဆောင်မှုပေးတဲ့အတွက် အသားရည်ကိုလည်းဝင်ပါစေပါတယ်။ဗီတာမင် E ကြောင့်အသားရောင်ဝန်းဝါချုံ့မှုစေပြန်ပါတယ်။ထို့ပတိမှာကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုနည်းတာကြောင့်မြင်းမြပင်စားတော့တော့လဲခန္ဓာကိုယ်အလေးချိန်တိုးပွားမှုကိုတော့မဖြစ်လာစေပါဘူး။ထောဘက်ဒီအနှစ်ထဲမှာသဘာဝအမြင်တတ်တွေပုံမပါဝင်နေတဲ့အတွက်ကြောင့် ဆာခြေပြက်ရာမှာပုံမနှောင့်နှေးစေပါတယ်။ဒီအတွက်ဆာလောင်မှုကို ထိန်းချုပ်နိုင်စွမ်းရှိပြီးအဆာစားလိုမှုတောင့်တစိတ်ကိုဟန်တာစေပါတယ်။ဒါကြောင့်ခန္ဓာကိုယ်မှာကယ်လိုရီတက်လိုအပ်ချက်ကိုလျော့ပါစေတဲ့အတွက်အဝလွန်ခြင်းအဝတိုးခြင်းအတားတိုးခြင်းဖြစ်ပေါ်မှုကိုမဖြစ်စေပါဘူး။ခန္ဓာကိုယ်လှပလိုသူတွေအတွက် ထောပတ်တိအနှင့်ပြားရည်နွမ်းနူရည်ခြင်း ၎င်း၃မျိုးတို့ကိုပေါင်းဆက်ရောမွေပြီးမနက်နှင့်ညအိယာဝင်တိုင်းကိုတောက်တုံပေးတင်ပါတယ်။ခနာကိုအတွင်းမှာရှိတဲ့မလိုအပ်တဲ့အစီတွေကိုဖယ်ရှားပစ်စေတဲ့အတွက်ပိုက်ချက်ခြင်းဖြစ်စေပြီးအသားတိုးမှုကိုထိန်းချုပ်ထားနိုင်ပါတယ်။